ပထမအဆုံးအနေနဲ့ကျွန်တော်တို့ကမိမိရဲ့ messenger ကိုတစ်ခါဖွင့်ပေးထားမှာဖြစ်ပါတယ်။ပြီးရင်တော့ messenger ရဲ့အပေါ်နားမှာရှိတဲ့မြင်သုံးကြောင်းလေးကိုတစ်ခါနှစ်ပြေးလိုက်ရပါမယ်။ Okay အဲ့ဒါပြီးရင်တော့ကျွန်တော်တို့က setting ဆိုတဲ့ icon လေးကိုထပ်တစ်ခါနှစ်ပြေးလိုက်ရပါမယ်။နှစ်ပြေးရင်တော့ကျွန်တော်တို့အပေါ်ကိုထပ်နေနေ switch in ပြေးလိုက်ရပါမယ်။အဲ့ဒီမှာကျွန်တော်တို့က privacy uh, safety ဆိုတဲ့နေရာလေးကိုထပ်တစ်ခါနှစ်ပြေးလိုက်ရပါမယ်။ နိုင်ပြီးရင်တော့ကျွန်တော်တို့က Facebook မှာတငွေရှင်းမဟုတ်တဲ့သူတွေစာပို့လာလို့များအောင်ပေးထားမှဆိုရင်ဒီ online link မှာရှိတဲ့ message delivery ဆိုတဲ့နေရာလေးကိုထပ်တစ်ခေါက်နဲ့ပေးရပါမယ်။ message delivery ကိုထပ်တစ်ခေါက်နဲ့ပေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့က friend of friend and Facebook ဆိုတဲ့နေရာလေးကိုထပ်တစ်ခေါက်နဲ့ပေးပါမယ်။နိုင်ပြီးရင်တော့ Facebook မှာတငရှင်းမဟုတ်တဲ့သူတွေစာပို့လာလို့မရအောင်လုပ်ထားမဲ့ဆိုရင်ဒီအောက်ဆုံးမှာရှိတဲ့ Do not receive ကွဲဆိုတဲ့နေရာလေးကိုထပ်တစ်ခေါက်နှိပ်ပေးလိုက်ရပါမယ်။ Okay ဒီလိုမျိုးစာပေါ်လာလို့ရှိရင်ကျွန်တော်တို့က address setting ကိုတစ်ခေါက်ထပ်နှိပ်ပေးလိုက်ပါမယ်။ Okay အခုလိုမျိုးဒီနေရာမှာအပေါ်လုံးက Do not receive ကွဲဖြစ်တော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Facebook မှာတငရှင်းမဟုတ်တဲ့သူတွေ messenger မှာစာပို့လာလို့ရတော့မှာမဟုတ်ပါဘူး okay ဒီနေ့နဲ့ကျွန်တော်တို့က messenger မှာတငရှင်းမဟုတ်တဲ့ဆိုတော့စာခဏခဏလာပြီးတော့ဒီလိုမျိုးပို့လာတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလုပ်ပြီးတော့ကျွန်တော်တို့ကာကွယ်ထားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်